။မိုင်းမင်္ဂလာဆောင်ပေးလိုက်တာပေါ့လေ။မိုင်းစီစဉ်တေချာလေးစီစဉ်ပေးတာပေါ့လေ။ဒါမိုင်းလှုပ်တင်လှုပ်ထိုက်တာမိုင်းလှုပ်ပေးလိုက်တာပေါ့နော်။ဟုတ်။အဲအွယ်ပေါ့လူကြီးဖြစ်လာတာလည်းပါတာပေါ့လေ။လူကြီးဖြစ်လာတာလည်းပါတယ်။နောက်တစ်ခုကဟိုလူတိုင်းကမေတ္တာပဲပေးခြင်းတော့တယ်။ဟိုအပူတွေလည်းမလိုခြင်းတော့ဘူး။ပြီးလို့ရှိရင်ကိုကြောင့်လည်းဘယ်သူမှမပူလောင်စေခြင်းဘူးကွာ။အဲ့တဘောပါပဲ။ခြေလိုက်ပါတယ်ဟုတ်။ ဲ့တဘောပါတင်မုံချေတယ်မဟုတ်ငကိုရဲလည်းမရအာဂတမရှိပါဘူးအော်ဒီမလီယန်ဝက်ဒင်ရှိုးကနေပြီးတော့မအီတို့ဖိတ်တာပေါ့နော်ဖိတ်ပြီးတော့မှအော်ဒီဘက်မှဝင်ရောက်ပြတာပေါ့ပေါ့နော်ဆိုတော့အရင်တော့မအီတို့ပြဘူးပါတယ်အရင်၄6နှစ်လောက်တော့တော့မအီတို့ပြဘူးတယ်အဲ့တုန်းကဆိုလို့ရှိရင်တော့အခုနာမည်ကြီးနေတဲ့မင်းသားတွေပဲပါပါပေါ့နော်အဲ့တုန်းပြဒါပေမဲ့နောက်ပိုင်းကျတော့ဟိုမအီတို့ ဒီမလီယာနဲ့မာယူတို့ ਨੇ ပွဲမလုပ်ဖြစ်ဘူးပေါ့ဂျာတဲ့မှာ event ဟို event ဟိုဟာဘယ်လိုခေါ်မလဲ director တွေရပဲသူတို့ကသူတို့ပွဲစီစဉ်ပြီးလုပ်တော့မာယူတို့မပါတော့ဘူးပေါ့ဆိုတော့အခုဒီနှစ်မှအာဒီမလီယာနေပြီးတော့ပြန်လုပ်တဲ့အခါမာယူတို့ပြန်ဖိတ်တာပေါ့နော်ဆိုတော့ဒါပြန်ပါရတာပေါ့နော်ဟုတ်အာပန်းရောင်ကတော့မင်္ဂလာမြန်မာတွေရဲ့မင်္ဂလာပွဲဆိုရင်တော့ပန်းရောင်တော့မပါမဖြစ်ပေါ့လေဆိုတော့အဲ့မင်္ဂလာရောင်လေးလေးဖြစ်တယ်ပေါ့နော်ပြီးတော့မာကြီးမှရှိတဲ့ ဥဆောင်တော်တော်များများကမိုင်းရပန်းရောင်မကြိုက်တော့ဟိုတုံတန်ရောင်မိုင်းဖန်တီးတဲ့ဆိုရင်ပန်းရောင်တိတ်မပါဘူးပေါ့နော်ဆိုတော့ဟိုကိုပြူဆိုးလဲအဲ့လိုပဲပေါ့နော်ကိုပြူဆိုးဖန်တီးရင်လည်းပန်းရောင်တွေလည်းတိတ်မကြိုက်ဘူးသူအဲ့လိုမျိုး cream လေးတွေအော် silver လေးတွေ gold လေးတွေအဲ့လိုမျိုးပေါ့နော် champagne gold လေးတွေအဲ့လိုမျိုးအယောင်လေးတွေပဲဟို season ာဆိုတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်ဒီကြားထဲမှာပေါ့အယောင်တွေကများနေတော့ခွက်ထွက်သွားအောင် အရာတစ်ခုစီစဉ်မယ်ဆိုတော့ပန်းရောင်လေးပဲထည့်လိုက်မယ်ဆိုထည့်လိုက်တာပေါ့နော်ဒီနေ့ပွဲကဟိုပါပေါ့ model တွေလည်းအများကြီးပါတယ်မင်းသမီး MRT ဟိုကမင်းသမီးတွေပေါ့နော်ပါတယ်အာပြီးလို့ရှိရင် model တွေပေါ့ကိုချုံလင်း agency က style agency က model လေးတွေလည်းပါတယ်ဆိုတော့အနုပညာရှင်ဆိုရင်ထက်အောင်ဆိုင်တို့အော်အရာကြားလေးတွေဆိုထက်အောင်ဆိုင်ကျော်ထက်အောင်ရဲ့ထက်အောင်ဆိုင်ရဲ့နောက်ဂူဂူရဲ့ ။နောက်ကောင်းပြည့်ရဲ့ချာလီ9ရောက်ဟုတ်ဟုတ်။မိုင်းမင်္ဂလာဆောင်ပေးလိုက်တာပေါ့လေမိုင်းစီစဉ်တခြားလေးစီစဉ်ပေးတာပေါ့လေဆိုတော့ဘာဖြစ်လဲဆိုတော့ဟိုဓမိုင်းလုတ်တင်လုတ်ထိုက်တာမိုင်းလုတ်ပေးလိုက်တာပေါ့နော်ဟောင်းဟိုပေါ့မိုင်းရဲ့ပင်ကိုစိတ်ကပေါ့နော်ပင်ကိုစိတ်ကအာမြည်သူပေါ်မစို့မိုင်း ဟိုပေါ့တက်နိုင်သမျှပံ့ပိုးပေးခြင်းတဲ့စိတ်မိုင်းမှာရှိရပေါ့နော်ဆိုတော့မိုင်းပြန်ရခြင်းမရခြင်းကမိုင်းအင်တာဗျူးတွေမှာအများအားဖြင့်ပြောပါပြန်ရခြင်းမရခြင်းကမိုင်းအတွက်ကပြဿနာမရှိဘူးဟိုကိုလိုအပ်လို့လုပ်ပေးလိုက်ရလို့တစ်ဖက်သားစိတ်ချမ်းသာသွားတယ်ပျော်ရွှင်သွားတယ်နောက်သူတို့ဘဝချင်းနဲ့မြင်မာသွားတယ်အဆင်ပြေတဲ့ဘဝတွေပိုင်ဆိုင်သွားကြတယ်ဆိုရင်မိုင်းရဲ့ဟိုပီတိပေါ့နော်အဲ့ပီတိလေးကိုရကျင်တာပေါ့နော်အဲ့လိုမျိုးပါပဲဟုတ် ။ဟိုအမှန်တိုင်းပြောလို့ရှိရင်တော့မရဟိုအယောင်ပေါ့နော်။အယောင်နည်းနည်းလေးဒီပွဲမှာပါတဲ့အခြားဟိုအစုံတွဲတွေသရိုးသမီးတွေရဲ့ဝတ်တဲ့အယောင်နဲ့မတူအောင်မရစီစဉ်လိုက်တာပါဒီသဘောပါပဲဟုတ်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 သူကအရက်မောင်းလဲမြင်တော့လေဟိုဒီအဝတ်စားမြော့လဲအရက်နှိမ့်နေပါ냐ဆိုတော့တိတ်ပြမလှအောင်လေဆိုတော့သူအရက်မြင်တာလဲပါတာပေါ့လေဟိုသူဝတ်လိုက်တာလေးနဲ့ တင့်တယ်သွားပေါ့ဟုတ်မိုင်းတော့အရင်တော့ကဒီရှိုးပွဲလောက်တယ်ဆိုလို့ရှိရင်အများရန်ပါတယ်မန်ကောင်းလည်းပါတယ်ကိုကြီးလည်းပါတယ်ဆိုတော့အများရန်ပါတယ်ပေါ့ဒါပေမဲ့မိုင်းတော့ပွဲကြီးလမ်းကြီးမလုဖြစ်တာကြာပြီလေကြာပြီဆိုတော့ဒါမိုင်းတော့ပထမဆုံးပွဲကြီးပေါ့ပြန်လောက်တဲ့ပွဲထဲမှာပွဲကြီးပေါ့ဆိုတော့အရင်လောက်ခဲ့ရှောက်ခဲ့ပြီးတဲ့လူတွေပဲပြန်ပြီးဆက်သွယ်တာပေါ့ဆက်သွယ်လိုက်တဲ့ခါကျတော့ဒီလိုပေါ့ချောလဲပါလာချောနဲ့အတူတူတနွေငင်းတစင်မှာပြန်ပါလိုက်တာပေါ့ဟုတ်ဥဖြစ်ရတော့ तू ကဟိုဖန်တီးတဲ့နေမှာဒီတီး ဒီ day ဖြစ်တယ်ပေါ့နော်ဒီ day ဖြစ်တယ်ဘောမိုက်ရတော့ idea ပေါ့ idea ပေးတာပေါ့ဒါမျိုးလေးလုတ်ချင်တယ်ဟိုအမျိုးလေးလုတ်ချင်တယ်ပေါ့နော်ဒီနေ့ဆိုလည်းအရန်လေးတွေကိုဒီလိုမျိုးလေးတောင်ရှည်လေးနဲ့ကောင်းမောင်းလေးနဲ့အဲ့လိုမျိုးထွက်ချင်တယ်ပေါ့ချစ်စရာလေးတွေဖြစ်အောင်လို့လေပြီးတော့ဟိုမျက်နှာတစ်ကလေးတွေလေအများကြီးပါတယ်မျက်နှာတစ်ကလေး၃ယောက်ပါတယ်ဆိုတော့အဲ့မျက်နှာတစ်၃ယောက်ကိုလေမကြီးကကိုကောင်းတဲ့တူတူပေါ့စင်တင်ပေးတဲ့သဘောပေါ့ပွဲထုတ်တဲ့သဘောပဲပေါ့ဟဲ့ မောင်ကောင်းလို့ခေါ်တာဟုတ်အာအဲအကျွဲပေါ့လူကြီးဖြစ်လာတာလည်းပါတော့ပေါ့လေလူကြီးဖြစ်လာတာလည်းပါတယ်နောက်တစ်ခုကဟိုလူတိုင်းကမေတ္တာပဲပေးခြင်းတော့တယ်ဟိုအပူတွေလည်းမလိုခြင်းတော့ဘူးပြီးလို့ရှိရင်ကိုကြောင့်လည်းဘယ်သူမှမပူလောင်စေခြင်းဘူးကွာအဲ့တဘောပါပဲခြေလိုက်ပါတယ်ဟုတ်အဲ့တဘောပါပဲတင်မုံခြေတယ်မဟုတ်ငကိုရရလည်းမရအာဂတမရှိပါဟုတ် အေးပေါ့ကိုမကိုသာစိတ်မကောင်းဖြစ်ပြီးဝမ်းနဲ့ဝမ်းနဲ့မယ်ပေါ့ကွာဒါမဲ့ဟိုဘသူ့အပေါ်မှာမာကြီးအညိုးလည်းမရှိဘူးအာဂါဒလည်းမရှိဘူးအမုံတရားလည်းမရှိပါဘူးချော့ပြတယ်ချော့ရီလို့ဟိုသူတို့ဟာသူတို့ဆောင်းကျင်ဆောင်းမဆောင်းကျင်နေလို့မာကြီးကတော့အခုရင်ဆောင်ပေးလိုက်ပြီလို့အဲ့လိုပဲပြောလိုက်တာပါနော်ဟုတ် ဟောအဲ့လိုပဲဖြစ်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့မရွတ်ချစ်ကြတဲ့လူတွေအားလုံးလည်းမရွတ်ဒီနေရာနေပြီးတောင်းပန်ကြရစီပေါ့နော်။ဘာဖြစ်မရွတ်လူကြီးတယောက်ဖြစ်တဲ့အခါမှာအားလုံးမေတ္တာထားနိုင်အောင်ဟိုငယ်တုန်းကအရွယ်လိုမျိုးဟောစိတ်မျိုးနဲ့မဟုတ်တော့ဘူးပေါ့အခုချိန်မှာလူကြီးဖြစ်လာတဲ့အခါကျတော့အားလုံးမေတ္တာထားနိုင်အောင်မကြီးဘက်ကနေပြီးတော့ဟိုစူးစားရတယ်ပေါ့နော်စူးစားရတယ်အဲ့လိုစိတ်ထားနိုင်အောင်မကြီးဘက်ကပြင်ဆင်ရတယ်ဘာပဲဖြစ်ဖြစ်အားလုံးကိုမကြီးမေတ္တာထားနိုင်အောင်ပေါ့မကြီးဘက်ကအဲ့လိုမျိုး ပေါ့ပြင်ဆင်ထားတယ်ပေါ့နော်အဲ့လိုပေါ့အဲတယောက်နဲ့တယောက်ချစ်ခင်ဆုံးမဲ့လို့နှစ်ရှည်လာများလက်တွဲလာတာဖြစ်တဲ့အတွက်ပေါ့နော်အာသူတို့ရဲ့တာယာချမ်းမြေ့တဲ့မိသားစုဘဝကိုအမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေထာဝရအာပိုင်ဆိုင်နိုင်ပါစေပေါ့နော်အဲ့လိုမျိုးပေါ့မိုက်ဆူတောင်းပေးပါတယ်ဟုတ်